ရရမှာပါရေမောကတော့လေအဲ့လိုဘယ်လိုခေါ်မလဲအဟာတရည်ပဲထက်လဲဒါဘယ်လိုခေါ်မလဲအဲရုပ်ရှင်တစ်ခုဖြစ်တဲ့အတွက်ရေမောတို့ရတ္တမျိုးစုံပါတယ်ဟာတပါမယ်အလွမ်းဆွေးပါမယ်တစ်ချိန်တည်းမှာပဲအဲ့လိုအလွယ်လေးတွေပါမယ်ပေါ့နော်ပြည့်သက်ကြီးပြင်းတော့မပြေးရပါဘူးဟုတ် အာဟုတ်ကဲ့အာဒီကားမှာတော့ယမောကနွေဤဆန်ဆွဲ character လေးနဲ့ပါဝင်ထားပါတယ်ရှင်။အာယမောကကျတော့ဒီကားထဲမှာကတရေရန်၆ခံရတဲ့ character မျိုးမဟုတ်ပါဘူး။ယမောကကျတော့ဒီတရေအိမ်ကိုပြောင်းလာပေမဲ့တရေရှိမှန်းလည်းမသိဘူး။အာဒီတိုင်းဟိုသူများတွေ၆တယ်ပြောလို့ဒါရောရောင်ပြီးနေပြီးတော့ပေါ့နော်။ဒီတိုင်းအဲ့လိုစတဲ့ဝါဝါဖြစ်နေတဲ့ကောင်မလေးနေရာနေပါဝင်ထားပါတယ်ရှင်။ ဟုတ်ကဲ့ပါအခုကတကယ်လို့အလုံးလုံးလောက်ကောင်းတဲ့အခုပါအလုပ်ကိုအာရုံစိုက်ပြီးတော့အာတေချာချာလေးပေါ့နော်သူရဲ့ဒါဒီကားမှာသူ့ writer ဆိုရင်အမြဲတမ်းဇက်တန်လို့ပြောရတာဆိုတော့အဲ့ဇက်တန် writer နဲ့ပြောပြီးတော့အာ shooting တစ်ခုလုံးအဲ့လိုလောက်ကောင်းတဲ့အဲ့လိုရည်လေခဲ့ရပါတယ်ပေါ့နော်တရေလားတရေတော့ကြောက်တတ်တယ်ဇက်တန်လည်းလာပြောရအောင်ကြောက်တော့ဘူးတဲ့ ဒီလိုမျိုးအဲ့လိုမျိုးတော့မရှိပါဘူးရမလို့ရိုက်ကူးတဲ့ရိုက်ကူးရေးအင်ကလည်းတရေချောက်တဲ့အင်မျိုးမဟုတ်ဘူးတရေချောက်တဲ့အင်နဲ့ဆင်တူတဲ့ဒါဘယ်လိုကောင်လဲအင်ကြီးမှသွားရိုက်ထားတာပေါ့နော်အမှတ်တရတွေကတော့ဘယ်လိုပြရမလဲဆိုတော့အဲ့လိုအဓိကတော့ ဒါရမုံတော့ကြတော့အဲ့စင်းနေမှာမပါပဲမြဲအဲ့စင်းနေမှာရှိခဲ့ရပါတော့ဒါဥက္ကလိုင်းဆိုလို့ရှိရင်လုံးဝအဲ့လိုသူဂျပန်လိုပြောတဲ့အချိန်မှာရမုံတို့ pre production ကလေးကဥက္ကလိုင်းကဒါရမုံတို့ writer မနိုရာကနေပြီးတော့သူဂျပန်ပေါ့နော်ဂျပန်စကားပြောတတ်တဲ့သူတယောက်ကိုခေါ်ထားတယ်ခေါ်ထားပြီးတော့ on scene မှာလည်း live ပြီးတော့ကြည့်ခိုင်းတယ်ပြီးတော့အပြင်မှာလည်းအဲ့လိုအတန်ထွက်တွေပေါ့နော်အတန်ထွက်တွေအဲ့လိုမျိုးပြောပြီးတော့တေချာလေးစူးစမ်းခဲ့ကြရလို့ရမုံထင်ပါတယ်အဲ့လိုရီးရမှာပါရမုံကတော့လေအဲ့လိုဘယ်လိုခေါ်မလဲအာသာရီးပဲထက်လဲ ယ်ဒါဘယ်လိုခေါ်မလဲအရုပ်ရှင်တစ်ခုဖြစ်တဲ့အတွက်ရမုံတို့ရတမျိုးစုံပါတယ်ဟာတာပါမယ်အလွမ်းဆွေးပါမယ်တစ်ချိန်တည်းမှာပဲအလိုအလွယ်လေးတွေပါမယ်ပေါ့နော်ပြိသက်ကြီးပြင်းတော့မပြေးရပါဘူးဟုတ်ကဲရမုံပြောခဲ့သလိုပဲပေါ့နော်ရမုံကကြတော့ခြောက်ခံခဲ့ရတာမဟုတ်ဘူးရမုံကကြတော့အဲ့လိုသူများတွေ၆ခံနေရတဲ့ဇဝင်ခံတွေကိုမြင်ခဲ့ရတာမြင်ခဲ့ရဖြစ်တဲ့အတွက်အဲသူများ၆ခံရဆိုတော့အဲ့လိုအမားတို့လာကြည့်ရင်သိမယ်ပေါ့နော်အဲ့လို၆ခံရတဲ့ဆင်းလေးတွေရှိတယ်အဲ့လိုခရက်တွေထနေကြတဲ့မျိုးလေးတွေဒါလေးတွေအရင်ရည်ပြီးတော့ပြောဖို့ကောင်းခဲ့ပါတယ် โอเค romance scene လေးတွေကတော့အလိုဘယ်လိုပြောပြရမလဲဒါတစေရကြတော့ဒီကောင်းမလေးကိုသူကဘယ်လိုလဲအခုမှမြင်ဘူးอ่ะဗောနော်အိမ်ကိုလာခဲ့တဲ့သူတွေထဲမှာဒါကောင်းမလေးကိုသူအခုမှမြင်ဘူးอ่ะဖြစ်တဲ့အတွက်သူကအဲ့လိုအဲလုံခဲနှစ်ပေါင်း900လောက်ကအဲ့လိုတက်မလားတစေကြီးဗောနှစ်တွေကြာကြီးကလေးဖြစ်ခဲ့တဲ့တစေကြီးဆိုတော့သူကအဲ့လို ဒီစားစကားကိုဘယ်လိုပြောအောင်လဲမသိတာမျိုးလေးပေါ့နော်အဲ့လိုမျိုးလေးတော့ရှိရဲအဲ့လိုတကူတွေပါနေနဲ့ဖန်ဆင်းတာမျိုးပေါ့နော်ဒီမုံလဲဘယ်လိုပြပြအောင်လဲမသိဘူးလာကြည့်လိုက်ပါအဲအော်ဒီကောင်ကအရန်တင်ပေးတယ်ဒီကောင်ဦးရောင်အရန်တင်ပေးတယ်ကို့ တကယ်ကိုလေကိုနဲ့အဲ့လိုရင်းနေရပေါ့နော်အဲ့လိုဒါဆိုရေမုံဒါပထမဦးဆုံးတေချာလေးတွဲပြီးတော့လုံလုံရတဲ့ရုပ်ရှင်ကားလေးပဲဖြစ်ပါတယ်ဖြစ်တဲ့အတွက်အဲတွေ့ရချိန်မှာကိုဘက်ကနေပြီးတော့ဟိုဘယ်လိုလဲဒါမပြည့်သေးတဲ့ဟိုဖြစ်ရတာဖြစ်တဲ့အတွက်ကြောင့်ပေါ့နော်ကိုရဲ့ဟို တီရှိမှုကစိတ်နှောက်ယှက်ဖြစ်မှာမျိုးဆိုရင်လာမျိုးရှိရဲဒါပေမဲ့အဲသင်မေးတယ်ဒီလိုဒီလိုလုပ်ရတယ်တမင်ဒီညမှာဒီလိုမလုပ်ရအောင်ဒီလိုလုပ်ရတယ်အဲ့လိုမျိုးလေးပေါ့နော်ဒီမုန်းတို့ရဲ့လုပ်ကလုံနေနေပဲတက်သွားတဲ့အလုပ်ဖြစ်တဲ့အတွက်ဒီကုန်းလုံးနဲ့လည်းတွေ့ပြီးတော့ဒီလိုမျိုးသင်မေးခံရတဲ့အတွက်အရန်ကျေးဇူးတင်ပါတယ်အရန်လည်းကုန်ယူပြီးတော့အဲ့လိုနောက်လည်းထပ်တွေ့ချင်ပါတယ်ဟုတ်ကဲ့ဟုတ်ဒါလည်းကံပါပဲရှင်သူတို့ကိုလည်းဒီလိုမျိုးလေးတွေ့ဆုံရတဲ့အတွက်အရန်ကျေးဇူးတင်ပါတယ်သူတို့လည်း focus ပေါ့နော်ရမုံဖန်လေးကြောင့် focus ဖြစ်ပြီးတော့အဲသူတို့ဘလို့ spot ပေးရင်ကောင်းလဲဆိုတာမျိုးပဲတွေးနေကြဆိုတော့ဒီနေ့လည်းသူတို့မအားတဲ့ကြားနေလာပြီးတော့အဲ့လိုလာပြီး spot ပေးရဆိုတော့ဟုတ်အဲ့လိုမျိုးလေးပါဟုတ်ကဲ့ပါပြည်သက်ကြီးများအားလုံးမင်္ဂလာပါရှင်အခုရမုံတို့ကတော့သူကြောက်ကိုကြောက်ပေါ့နော်လူရှင်စကားရေပရက်ရှူလေးမှာရောက်ရှိနေရပဲဖြစ်ပါတယ်ပြည်သက်ကြီးကိုလည်းဒီမကြခင်ဇွန်လမှာပေါ့နော်ဇွန်လမှာရုံတင်မှာဖြစ်တဲ့အတွက်လာပြီးတော့ကြည့်ဖို့ရမုံကဖိတ်ခေါ်ချင်ပါတယ်ဒီထက်မှာအဘယ်လိုခေါ်မလဲ writer အစမ်းလေးပေါ့နော်ပါမယ်လို့ရမုံထင်တယ်ပြီးတော့ဒီ writer အစမ်းလေးတွေကပဲပြသက်တီကိုဒီမယိုးဝအောင်စကားကိုဒီလိုအချိုးကွေလေးတွေနဲ့ပြီးတော့ရိုက်ွက်လေးတွေအဓိကပြောချင်တာရိုက်ွက်လေးတွေမနူရာဆိုရင်ဒါ writer မနူရာပေါ့နော်ဒါညီမလေးတို့နဲ့လည်းဒါပထမအဆုံးထိတွေ့ဘူးတာပါမမဆိုလည်းအရန်သူဘယ်လိုခေါမလဲအဲဒီသေးပေါ့နော်သူတွေးတယ်အဲကင်မရာ work တရားစာပစ္စည်းနေရာထားတာအစအဲ့လိုမျိုးလေးတွေတုံးထားတာဆိုတော့အဲဘယ်လိုခေါမလဲအရန်ကြည့်လို့ကောင်းပါတယ်လို့ပြောချင်ပါရှင်လာပြီ ီးတော့အားပေးပါအောင်လာပြီးကြည့်ကြပါဦးရှင်